ကျူးလီကားမတ်တိုင်းမှာကားဆောင်ရဲ့အသက်50အရွယ်ခီးတဲ့ကိုလမ်းပြုံကလေးများဝိုင်းရက်လူရံမှုမိင်္ဂလာပါပြိသက်ကြီးတို့၏ပြန်ပြီးဆွဲမှုလူရံမှုဓမြမှုတွေရှိခဲ့တဲ့ရန်ကုန်မှာဒီဖြစ်စဉ်တွေကြောင့်နေစဉ်သွာလာလှုပ်ရှားနေတဲ့လူထုကြောင့်စိုးရိမ်ပူပန်မှုမလုံခြုံမှုတွေခံစားနေကြရပြီးခုအချိန်ဒီမှာအပြင်ထွက်လမ်းသွားရတဲ့အခါသတိထားပြီးသွာလာနေကြရတာပဲဖြစ်ပါိုင်ကိုရိုင်းသတိထားပြီးသွာလာနေထိုင်ရပြီးအသွာလာနေထိုင်မမအောင်သတိထားနေရတာပဲဖြစ်ပါိုင် ခုနောက်ပိုင်းမှာရန်ကုန်မှာလူရဲမှုနဲ့တမယာတိုင်းမှာပြန်ပြီးဆွဲငွေတောင်းတဲ့အမှုနဲ့တာမန်လူရဲမှုပုံစံမျိုးတာမကလူအသက်တည်ဆုံးတဲ့အထိအကြမ်းဖက်မှုတွေပါဝင်လာတဲ့ဒီလိုအနေအရီထိကိုဆိုးလာခဲ့တာပဲဖြစ်ပါတယ်။အခုတခါမှလည်းရန်ကုန်မြို့နယ်မြို့တော်ခမ်းမပေးရှိစုလေကားမတ်တိုင်းမှာဘက်စကားစီပိုးဆောင်ရဲ့ခီးတဲ့တူကိုလမ်းပျော်ကလေးများကအုပ်စုဖြစ်ဝိုင်းဝန်းဆိုင်တဲ့လူရဲသွားသည့်ဖြစ်ရပ်တစ်ခုကြုံတွေ့ခဲ့ကြောင်းဒေသခံများကလူမှုကွန်ရက်တွေပေါ်မှာမျက်ဝေဖော်ပြလာခဲ့ရပဲဖြစ်ပါတယ်။ အဆိုပါဖြစ်ရက်ကတော့မေလ23ရက်နနက်အစောပိုင်းမှာကြုံခဲ့ရတာဖြစ်တယ်လို့ဆိုထားပြီးဘတ်စကားဆောင်နေရဲ့အသက်50ကျော်အရွယ်အမျိုးသားတဦးထံမှလမ်းပြွန်ကလေးများ၄ဦးပါရှိသောအုပ်စုကပတ်စံတောင်းရန်ကြိုက်အခါဦးလေးကြီးကမပြေးတဲ့အတွက်လက်ကိုတားဖြင့်ဒီကခနာကူကူတုတ်ဖြည့်ရိုက်နှက်ကထွက်ပြေးသွားခဲ့ကြောင်းသိခဲ့ရပါတယ်။ထို့ဖြစ်ရကြောင့်ခီးတဲ့ဦးလေးရဲ့ရှာဘက်လက်မှာပြက်ရှာသွေးထွက်တံရများမျက်နှာနဲ့ဦးကောင်းတို့မှာဖူးရောင်တံရအချို့ရရှိခဲ့ရပါတယ်။ ဒါကြောင့်မလို့တာဝန်ကျရဲကင်းထံတွားရောက်တိုင်တန်းခဲ့သလိုရဲကင်းမှချိတ်ဆက်အကြောင်းကြားမှုဖြင့်လင်းလန့်လူမှုကူညီရေးအသင်းမှအသင်းဝင်များရောက်ရှိလာကလိုအပ်တဲ့ပြုစုကူတာမှုများကိုလှုံ့ဆော်ပေးခဲ့ကြပြီးရန်ကုန်စည်းရုံကြီးသို့ပို့ဆောင်ပေးခဲ့တာပဲဖြစ်ပါရန်ကုန်မြို့လေတဝိုင်းမှာယခုနောက်ပိုင်းဘတ်စကားမှတ်တိုင်အဖောင်ဝင်အများပြည်သူသွားလာရနေရာတတော်များများမှာလမ်းပျော်ကလေးများကိုအများအပြားတွေ့လာရပြီးသူတို့အနီးမှာစိတ်ခိုင်းတဲ့မိဘသားချင်းများရှိနေရဖြစ်ပြီး အဆိုပါလမ်းပျော်ကလေးများကတော့ဘတ်ကားစောင့်နေသူများ၊သွားလာနေသူများထံမှတောင်းရန်ခြင်းများရှိပြီးအချို့မှာအတင်းဆွဲလွဲပြီးတောင်းရန်ခြင်းများရှိသလိုမပေးပါကဆဲဆိုထွက်ပြေးသွားခြင်းများလည်းရှိကြောင်းခီးသွားများကဆိုလာကြပါတယ်။ကားတွေမိပွားမိရင်လည်းကားလေးမှာလာတောင်းကြတဲ့ကလေးတွေရှိပြီးမပေးရင်ဆဲဆိုနေတဲ့ကလေးတွေလည်းရှိပါတယ်။အခုလိုစိုးသွမ်းလာတဲ့လမ်းပျော်ကလေးတွေများစွာရှိလာတာကြောင့်အားလုံးလည်းဂရုစိုက်ကြဖို့တတိပေးလိုက်ရပါတယ်။ အခုလိုလမ်းပျော်ကလေးတွေနဲ့ကြုံဖို့ကြသူတွေရှိလားတတိထားစင်ကျင်းနိုင်ဖို့အတွေ့အကြုံလေးကိုမျှဝေပေးခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်တော်သေးရဲ့သူတို့မိအိမ်ကြီးပဲယူမသွားဘူးမိအိမ်ကလည်းယူသွားဘူးအမေလည်းလက်ရည်ကနားလေးပုံပုံယူသွားတာမင်္ဂလာပါရှင်ကျမတို့အိမ်အပေါက်ခံလဲရပါတယ် အင်းဖောက်ခံရတာကိုဒီမှာအင်းဖောက်ခံရမှာကျမအဲ့လောက်စိတ်မစင်ရဘူးပေါ့နော်ဘာလို့စိတ်စင်ရလုံးဆိုတော့ကျမကျမရဲ့ဗီဒီယိုမှာရှိတဲ့ဝတ်စားတွေအကုန်လုံးသူဖောက်သွားပါတယ်ကျမဟိုတနေ့တနေ့လန်နေရမှာကျမခောက်ပြီးတော့မှကျမစီစီဘောင်းမီဆိုဘောင်းမီအင်းကြီးဆိုအင်းကြီးအဲ့လိုအစီကြီးလေးထားထားတာထားထားတာဟိုမှာဒီမှာယူဟိုယူတော့ယူမသွားဘူးဖောက်သွားတော့ပေါ့နော်ဘာရရှိလဲဘာရရှိလဲဘာရရှိလဲဆိုဖောက်သွားတာ ဘာမှမရှိဘူးကျမတို့ဝတ်သမားတွေအကုန်လုံးလည်းအတုတွေကြီးပဲဒီမှာဒါရီဆိုလည်းအတုတွေကြီးပဲအတုတွေပဲဝတ်တယ်ဟိုပြီးတော့သူတို့ဘာတွေယူသွားလဲဆိုတော့ဟွာပေါ့อืมဒီကျမတို့ဟွာပေါ့ကော်ဗီယိုလေးနဲ့ထည့်ထားရှိတယ်ကော်ဗီယိုလေးနဲ့ထည့်ထားရှိတယ် ဟိုပါပြီးခဲ့တဲ့တခုလာတုန်းကအလှတုန်းကကျမတို့မိသားစုတွေတဆက်လိုက်ပေါ့ရှင်ကျမတို့အင်ကြီးအစိမ်းရောင်ဝတ်တယ်ဆိုလို့ရှိရင်ဘရက်ကလည်းအစိမ်းရောင်အင်ကြီးအဝါရောင်ဝတ်တယ်ဆိုလို့ရှိရင်လည်းဘရက်ကလည်းအဝါရောင်အဲ့လိုမျိုးတယောက်ကိုနှစ်ကုန်းနှစ်ကုန်းလောက်ရှိရှိအဲ့ဟာဆက်လိုက်တဲ့ယူသွားတာတိလားတတိယတော့တခိုးကတော့တော်တော်ကြီးကိုပျော်သွားတော့တယ်ဟာငါမှဗဲရန်များတွေရောကြောက်စိမ့်နေတော့ရသွားပြီဆိုပြီးပျော်သွားတော့တယ်အတူတွေကြီးပဲအတူတွေကြီးပဲပါသွားပါတယ်နော် အိမ်ဖောက်ခံရတယ်ဆိုမှနာမည်ခေါ်ပြပါတယ်အိမ်ဖောက်ခံရတယ်အခုပြည့်ဘလို့ဖောက်လဲဆိုတော့ကျမတို့ပြန်လာတော့ကျမတို့ကလမ်းဒီလိုမျိုးလမ်းကြတော့မဟုတ်လမ်းမေးတင်အိမ်ဆိုတော့အိမ်ရှိမှလည်းအိမ်ရှိရသူတွေလည်းကြည့်ပေးထားရယ်ကွယ်ဟိုဘလို့ဘလို့မှားခဲ့ရပါတော့เนาะကျမတို့မရှိတဲ့ချိန်လေးအိမ်လေးကြည့်ထားပေးပါဘာညာဆိုတော့ကြည့်ပေးထားအိမ်ရှိမှလည်းတော့30တော့ခတ်ထားတယ်အဲ့30လုံးမပြတ်ဘူးเนาะအဲ့30လုံးမပြတ်ဘူးချီရလက်ရမပြတ်ဘူးဘယ်မှာဖောက်လဲဆိုတော့နောက်ဖေးကနေမဖောက်တာ နောက်ဖေးမှာကျကျမတို့ကအိမ်မရှိဘူးဆိုတော့နောက်ဖေးကနေဝင်ပေါက်ဖောက်ပြီးကိုယ်အိမ်လုံးကျုံလာပါလိမ့်လို့မထင်နဲ့အာငါတော့တကားပေါက်ရှိရတကားပေါက်နားမှာတန်စကားကြီးလဲတစ်ထက်ကားထားဆိုပြီးမယုံနဲ့သူတို့အဲ့တန်စကားကိုကကြီးနဲ့ညှက်တာဖြစ်မထင်နဲ့ကျမတို့နောက်ဖေးမှာလဲဟုတ်ကဲ့ပါကျမတို့နောက်ဖေးမှာလဲအဲ့လိုတန်စကားကြီးဟိုဟာကာပြီးသားပါပြီးသားအဲ့တန်စကားကြီးကိုကုန်ညှက်သွားညှက်သွားပြီးတော့မှဝင်ဝင်ပြီးတော့မှနောက်ဖေးကနေပြီးတော့ယူရတာပေါ့နော်ယူရတာဒီမှာဒါမှဆိုလို့ရှိရင်အကုန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 ်မှွေနှောက်ပြီးတော့လေအကုန် ဘရက်လက်စွပ်ငကအကုန်ယူသွားတာကျမတို့ကဘာဆိုဘာမှအစ်စ်ဘာတစ်ခုမှမရှိတော့မရှိတော့ဆိုတာဟိုကျမတို့အရင်ကပြောသလိုပဲဝိုင်းဝယ်တော့ကျမတို့မှာရှိရတဲ့အကုန်လုံးစီးလွန်းလို့ဝယ်ရမို့ထုထုခွဲရောက်ချပြီးတော့ဝယ်လိုက်တယ်အဲ့နောက်ပိုင်းကျမတို့ပြန်ပြီးတော့မလုံနိုင်ဘူးပေါ့ကွယ်ပြန်မလုံနိုင်ဘူးဟိုကွန်ဆန်နကွန်ဆန်နုံးနေရောဒီလိုမျိုးဟိုဈေးဒီဒီဈေးရောက်တာလေဒီဘက်မှာဆိုင်ငန်းငန်းခိုင်ပိုင်းနဲ့ကျမတို့မှာဘလို့မှအစ်စ်ပြန်မလုပ်နိုင်သေးဘူးကံကောင်းတာတခုကနော် ဲ့အချိန်မှာဖောက်သွားပါတယ်လို့ဘရက်တေရောတကူကတော့တော်တော်ပြန်လောက်ပြီးပြီးတော့ဟောပါသွားသေးရဲ့ဒန်နီဒန်နီတွေယူသွားတယ်ပန်းအိုးတွေယူသွားတယ်ကျမတို့အိမ်မှာဘိုးတန်ဆုံးကတော့အဲ့နှစ်ခုပဲဘိုးတန်နဲ့အေးဖောက်ခံရပြီးပတ်စံတွေနဲ့စင်ရွှေကြောင်မြတ်ယတနာတွေပါသွားကြောင်းပြောပြလာတဲ့အကျော်တဲလေးဝိုင်းချုံမှာမင်္ဂလာပါပရိသတ်ကြီးတို့ရန်ကုန်မြို့မြောက်တကောင်မြို့နယ်36ရပ်ကွက်ဘိုးစုံပတ်လန်းတဲမှာကားကြီးကားငယ်မျိုးစုံအောင်တန်းစီလိုနေပါ යි ကားပေါ်မှာစောင့်နေသူတွေကားအောက်ဆင်းကစောင့်နေသူတွေနဲ့စီကားနေသလိုစောင့်ဆိုင်နေပြီးလက်မလီအောင်ရှောင်းနေရတာကတော့ဝိုင်းချုံမှာအကျော်ဆိုင်လေးပဲဖြစ်ပိုင်ဝိုင်းချုံမှာဆိုတဲ့အကျော်ဆိုင်ကိုဦးစီဦးဆောင်သူမှာအသက်20ဆရှိတဲ့ရဲ့မရှုံးလွယ်ဝေးဖြစ်ပြီးမကွေးတိုင်းချောင်းမြို့နယ်ကအညာသူမင်းမပြိုလေးတူပဲဖြစ်ပိုင်သူမတို့မိသားစုလေးကတော့အကျော်မယောင်းခင်ကထမင်းဆိုင်ဖွင့်လင်းခဲ့ပြီးကိုဗစ်ကာလမှာပါစယ်စနစ်သားရောင်းချရပြီးဆိုတဲ့အမိန့်ကြောင့်ရန်နာခဲ့ပြီ အကျော်ရောင်းချခြင်းကိုမိသားစုလိုက်ပြုလုပ်ဖို့တိုင်ပင်ခဲ့ကြတာပဲဖြစ်ပါတယ်။အကျော်စတင်ရောင်းချရမှာလူငါမခေါ်ပဲအိမ်ရှိမိသားစုအကုန်အကျော်ကျော်သူပါစေထုတ်သူရောင်းချသူတက်ညီလက်ညီဝိုင်းဝန်းလောက်ကင်ကြတာဖြစ်လို့ဝိုင်းချုံမှာအကျော်ဆိုင်ကခဏလေးအတွင်းရောင်းအားကောင်းလာခဲ့ပြီးအကျော်ကနောက်ပိုင်းရောင်းအားအရန်ကောင်းလာတာကြောင့်မိသားစုနဲ့တောင်မရတော့ဘူးလူငါကိုလာစားပြီးခေါ်ရတဲ့အထိဖြစ်သွားခဲ့ပါတယ်။ စားသုံးသူများပြလာပြီးနောက်မှာတော့မရှင်လွင်ဝေဟာအလုတ်သမားနှစ်ဦးကိုတလားတသိန်းကျော်ပေးပြီးခေါ်ယူခဲ့ကစည်းငင်းပုံစံဖြင့်ခေါ်ယူခဲ့ရပါတယ်။ဝိုင်းချုံမှအကျော်ဆိုင်ကိုနေ့လယ်တနားခွဲမှညနေ9နာရီခွဲအထိရောင်းချပေးရာတာမန်လက်လုံလက်စားများကုမ္ပဏီဝန်ထမ်းတွေနဲ့မြမယူရအစားတောက်များကိုစိတ်နှစ်သက်သူတွေကလည်းလာရောက်အားပေးကြတာဖြစ်ပါတယ်။အကျော်ရောင်းချပြီးအောင်မြင်မှုရရှိလာတဲ့ပတ်သက်ပြီးဘယ်လုံးမစိုးအသက်ငယ်တာကြီးရနေမဆိုင်ဘူး။ အလုံးမှာကြိုးစားရမယ်ကြိုးစားရမယ်ဝရိယရှိရမယ်စည်တနာကောင်းရမယ်အဲ့ဒါဆိုအောင်မြင်ပါပါ အခုတော့ဝိုင်းချုံမကတော့ခြံဝန်းတွေကားတွေဝင်နိုင်တဲ့အထီကို သူ့အကျော်ကနာမည်ကြီးလာခဲ့တာကြောင့်လူများအထင်ကြီးခံနေရသလိုသခိုးတွေလည်းမျက်စိကျလာခဲ့ပိုက်မနေ့ကမီးပြတ်တဲ့အချိန်မှာတော့လူအလိကိုစောင့်နေတဲ့သူတွေကြောင့်ဝိုင်းချုံမှအိမ်အဖောက်ခံရပြီးပတ်စံတွေနဲ့စင်ရွှေကြောင်မြေရနာတွေပါသွားကြောင်းပြောပြလာခဲ့တာပဲဖြစ်ပိုက်အကျော်သေးလေးဝိုင်းချုံမှကတော့သူ့အိမ်ကိုလာဖောက်သွားတဲ့သူတွေကရွှေနဲ့ကြောက်တွေခိုးသွားပြီးမဲ့အဲ့ဓာတွေကအတူတွေလို့သိရပိုက်မီးပြတ်နေရောမြောက်ဥကလာကသူမနေထိုင်တဲ့အိမ်အဖောက်ခံရတာဖြစ်ပိုက် ရန်ကုန်ကနမဲကြီးဝိုင်းချုံမှာအကျော်ဆိုင်ပိုင်ရှင်ရဲ့အိမ်ဖောက်ထွင်းခဲ့ရပြီးအစိမ်းရောင်ပေးရအဝါရောင်ပေးရလက်စိုးနှကန်းနဲ့ရွှေတဲ့ပစ္စည်းတွေယူဆောင်သွားခဲ့တယ်လို့သူမကလိုက်လွင့်ပြီးပြောလာခဲ့ပါတယ်။သူမကလိုက်လွင့်ပြောလာခဲ့ပါတယ်။အဆိုပါပစ္စည်းအလုံးကလူမြေကအဝတ်တဲ့တစ်ခုကို7000တန်တွေဖြစ်ပြီး ဆယ်ဖွင့်ဖို့ရာမြောက်တကုံမှာမြေကွက်ဝယ်လိုက်လို့ပိုက်ဆိုင်မှုအားလုံးကိုရောင်းချထားတာကြောင့်အစ်စ်တွေပြန်မဝယ်နိုင်တာကန့်ကောက်နေလို့ထုတ်ပြောသွားခဲ့ပါသေးတယ်။တကုတ်ကလည်းလိုင်းပေါ်မှာနာမည်ကြီးနေလို့အထင်ကြီးပြီးတကုတ်ကအင်လာဖောက်သွားတယ်။ဗရန်များတွေရောကြောက်စိမ့်တွေရောအကုန်ပါသွားတယ်။ဖောက်သွားတဲ့သူကတော့အတော်ပြောနေလောက်ပြီဒါပေမဲ့အဲ့ဓာရီအကောင်လုံးကအတူတွေတန်မိုးရှိရဆိုလို့ပန်းအုံးနဲ့တင်းနေပဲရှိတယ်လို့ပြောလာခဲ့တာပဲဖြစ်ပါ යි အတူတွေပို့ပြီးအစ်စ်ထင်ပြီးပြောသွားတဲ့သခုံးတွေအတွက်ကတော့စိတ်မကောင်းစရာပါပဲနော်အဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်